်ညားသလောက်ထဲကကျွန်တော်တို့ကျွန်းနေပြီးတော့ကျွန်တော်အဓိကကျွန်တော်ဒီတပ်ပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးမယ်။ဘောင်းတင်မြင်ရလားမသိဘူး။ရတယ်မြင်ရ။ဟုတ်ကဲ့။ဒီတပ်ပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးမယ်။နောက်ထပ်တစ်ခုက နောက်တပ်ပုံလေးကျွန်တော်ရှိပါသေးတယ်။ဟာ။နောက်ထပ်တစ်ခုကဒီမှာ တာပါလေမဒီမဒီမဒီတက်ဒါတော့ဓာတ်ပုံတော့မဟုတ်တော့ဒါဘီဂျီဖြစ်သွားရင်တော့ဒါတော့နင်းတော့ခင်ဗျားတို့ဘက်ကဝါနေတယ်ဒီဖက်ကအော်တိုဖိုကက်ဖြတ်တဲ့အချိန်မှာသူက tracking အဲ့လိုအဲ့လိုဒီဘူးချုပ်ထွန်းမြန်နိုင်ရဲ့ဒေါအောင်ဆန်းစွန့်ကြည်ရဲ့အခုအချမ်းဖက်စစ်တပ်ကမင်းအောင်နိုင်ရဲ့ဒါတွေကိုခင်ဗျားတို့ဒီဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကလူတွေကဆန်납ပြရဲ့တက်ရှိတွေခပြီးတော့ဗောနော် တို့ကလုံမရှိဘူးဒီလူဒီလူတွေကိုဖြစ်နိုင်လို့ရှိရင် ICC နဲ့ ICJ လိုနေရာမျိုးမှာတရားစွဲဆိုဖို့အတွက်တော်တော်လေးကိုစိတ်ဆန္ဒပြင်းပြနေတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအဓိကတော့ခမားလေးကြိုက်တာဆွေးနွေးလို့ရအောင်เนาะဒါပေမဲ့အကုန်မပိုင်တဲ့နေမေနေပေကိုတော့ခမားမဆွေးနွေးဘူးတော့ကျွန်တော်ကတော့အကြံပြုရှင်တယ်ဘာဖြစ်လို့လဲဆိုတော့ခမားကတော့တမိုင်းရောဆိုင်ရာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်သမိုင်းဆရာမဟုတ်ဘူးအဲ့တော့သမိုင်းဘက်မှာကြားလို့ရှိရင်ကျွန်တော်အားနေကောင်းအားနေလိမ့်မယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ခမရတို့ကမြန်မာနိုင်ငံမှာရိုဟင်ဂျာလို့ပြောတယ်ခမရတို့အခေါ်တော့ရိုဟင်ဂျာကျွန်တော်တို့အခေါ်တော့မင်္ဂလီတယ်နော်အဲ့တော့ဒီနိုင်ငံမှာရိုဟင်ဂျာတွေကတိုင်းရင်းသားလေးဖြစ်တဲ့နယ်နိုင်ငံသားလေးဖြစ်တဲ့နယ်ဖြစ်တဲ့နာမဟုတ်ဘူးဖြစ်ကိုဖြစ်ဖြစ်ရမယ်ဒီလူတွေကဖြစ်ကိုဖြစ်တဲ့ ဲ့လိုမျိုးတွေခင်ဗျားတို့ပြောဆိုနေတာတွေ့ရတယ်။ပြီးရင်အခုနောက်ပိုင်းအဲဗုဒ္ဓတော်မောင်းတော်ကိုလေခင်ဗျားတို့ကနေမြင်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ခင်ဗျားတို့ပြောဆိုနေတာတွေကိုအမြဲတမ်းတွေ့ရတယ်။အဲ့ဒီစကလုံးအဲ့ဒီအတုံးအနှုံးတွေကိုသုံးပြီးတော့ရခိုင်အတိုင်းဝိုင်းကိုလည်းအပုတ်ချတယ်။ဟလာကျန်တဲ့လူမျိုးတွေကိုလေခင်ဗျားတို့ကပုတ်ချတယ်။ကျွန်တော်မေးချင်တာကခင်ဗျားတို့ဒီနိုင်ငံမှာဒီလောက်အထိဘူချုပ်ထွန်းမြတ်နိုင်အောင်လေခင်ဗျားတို့ ICC မှာတရားစွဲဖို့ ခင်ဗျားတို့စကစားပြီးပြီးတော့မျက်စောင်းထိုးပြီးတော့အခုဒေါအောင်ဆန်းဆွေကြည့်ဦးလေခင်ဗျားတို့တရားဆွေးထားပြီးပြီအဲ့တော့ဒီအကျန်းဖက်မင်းအောင်လာအောင်လေခင်ဗျားတို့တရားဆွေးထားပြီးပြီနော်အဲ့တော့လူမို့အတိုင်းဝိုင်းကိုစီကိုစီကိုကိုစားပြုထားတဲ့ခေါင်းဆောင်တွေကိုတရားဆွေးချင်ပြီးတော့အမုန်းတရားတွေနဲ့ဒီလိုအလား ICC လိုနေရာမျိုးမှာတရားဆွေးဖို့အားထုတ်နေတဲ့လောက်ရတရားအများတို့ဒီနိုင်ငံမှာနေချင်တယ်ဆိုတာဟောအောက်လို့လား မတို့ကဘသူတွေနဲ့ပေါင်းပြီးတော့ဘသူတွေကိုမိုက်ဆွဲအဖြစ်တတ်မှပြီးတော့ခမတို့ဒီနိုင်ငံမှာနေချင်တာလေ။ဟောကျွန်တော်တို့အမြင်ကတော့ခမတို့ကဒီနိုင်ငံမှာနေချင်တာမဟုတ်ဘူးဒီနိုင်ငံမှာနေနေလူဖို့ကြိုးစားနေတာ။နာမည်အတုတွေတပြီးတော့နော်အဲ့တော့ခမတို့ကဒါလေးကိုစင်ကျင်ဖို့လိုတဲ့နော်လူမျိုးရဲ့အမုန်းတရားတွေပါနေတဲ့ဘာသာရေးရှုထောင့်ကဘာသာရေးအယူအဆဘာသာရေးအစွမ်းရောက်တဲ့ပုံစံမျိုးနဲ့ ခမည်းတော်ပြောဆိုသုံးလုံးတိုက်ခိုက်နေတာတွေပါနေတဲ့เนาะခမည်းလည်းဒီရိုဟင်ဂျာလို့ခေါ်တဲ့ခမည်းတော်ခေါ်တဲ့ဘင်္ဂလီအเจ้าနေကိုခမည်းတော်အမြဲတမ်းပြောဆိုတယ်ရခိုင်လူမျိုးတွေကိုတိုက်ခိုက်တယ်ရခိုင်လူမျိုးတွေကခေါင်းဆောင်မှုပေးထားတဲ့အတိုင်းဝိုင်းနေတဲ့ပုံကိုခမည်းတော်ထပ်ကတလေလေတိုက်ခိုက်တယ်ခမည်းတော်ကြီးလိုက်ပြန်တော့လေရခိုင်ပြည်ကိုရောက်ဘူးလားလဲမဟုတ်ဘူးရခိုင်မြို့မှာနေဖို့လားလဲမဟုတ်ဘူး ဒီတော့ခမားတို့ဒီလုံနေတဲ့ပုံစံမျိုးကစိတ်ခံစားချက်ဆိုတာတဲ့ခမားတို့ကဘာသာတူလို့ဟာမိုနီလိုက်ပင်နေတဲ့အဆင့်တော့ပဲရှိတာနော်အဲ့ဒီလိုတော့မလုပ်ကောင်းပါဘူးဒါတည်းအချမ်းဝအောက်တန်းလင်းကြပါတယ်ခမားတို့တယုံဝင်အဖြစ်နဲ့ဒီနိုင်ငံမှာမှန်တကယ်နေနေချင်းနဲ့တိုင်းသားလည်းဖြစ်ခွင့်ရချင်းနဲ့နိုင်ငံသားလည်းဖြစ်ခွင့်ရချင်းနဲ့ဒါတွေကိုတဆင့်ကျိုးနောက်ထပ်တဆင့်ကျိုးစားပြီးတော့မှပထမဆုံးဆိုနိုင်ငံသားဘယ်လိုဖြစ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်ဘယ်လိုနည်းလမ်းနဲ့လုပ်ရင်ကောင်းမလဲ ဒါမှတိုင်းပြည်မှာမိတိန်နေထိုင်ကြတဲ့တိုင်းသားတွေနဲ့တိုင်းသားတွေရဲ့အမြင်ကိုအာဟာလာရယူပြီးတော့ဒါတရားဝင်အဖြစ်နဲ့ရယူပြီးတော့ကျွန်တော်တို့ဒီနိုင်ငံမှာမှန်တကယ်နိုင်ငံသားဖြစ်ခွင့်ဖြစ်တင်ဖြစ်ထိုက်တယ်ဆိုရက်နေရာမျိုးတွေကိုဟာလာတခြားသောနီးလိုက်နေတဲ့တရားဝင်နီးလိုက်နေတဲ့ပဲစ조사ဖို့ကောင်းတယ်အခုကခင်ဗျားတို့ပြောလိုက်တဲ့စကားလုံးတွေကအကျန်းဖက်မယ်အဲဟိုလေအကျန်းဖက်ရခိုင်လူမျိုးကလည်းအကျန်းဖက်ရောင်စန်းစွကြီးကိုလည်းအကျန်းဖက်မင်းအောင်နိုင်ကိုလည်းအကျန်းဖက် ခင်ဗျားတို့အကျန်းဖက်မဟုတ်ဘူးလို့မြင်တဲ့အတိုင်းဝိုင်းကဘယ်အတိုင်းဝိုင်းနေလဲဒီနိုင်ငံမှာရှိနေတာအဲ့ဒီအတိုင်းဝိုင်းတွေပဲရှိနေတာခင်ဗျားတို့ကဘယ်သူတွေနဲ့နေချင်တာလဲဘလို့ပုံစံမျိုးနဲ့ဒီနိုင်ငံကိုလာချင်တာလဲနော်အဲ့ဒါတော့ပဲကျွန်တော်မေးချင်တယ်ကျွန်တော်မေးခွန်းကအရင်ရှင်းသွားလို့လည်းမကောင်းဘူးအဲ့လိုခင်ဗျားဆက်ပြောပါကျွန်တော်နားထောင်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဆိုတော့ခင်ဗျားကစလိုက်တာက Ranger တွေက တော့ဦးဝင်းမြင့်တို့တော့စုလို့ကန့်ကွက်တယ်ပေါ့နော်ဟိုစုတော့သူတို့ခေါင်းဆောင်တွေကိုစော်ကားတယ်ပေါ့နော်စော်ကားရတယ်ခင်ဗျာစတယ်ပေါ့နော်စော်တော့